မလေးရှားနိုင်ငံမှာနိုင်ငံခြားသားအလုပ်သမားတွေပေါ်ပါတယ်เนาะအာလူတိုင်းနဲ့တည်ပြီးသားဖြစ်ပါတယ်အဲ့တော့အခက်အခဲမျိုးစုံတွေရှိကြတယ်ဇလန်းမျိုးစုံဒုက္ခမျိုးစုံပေါ့เนาะအများကြီးရှိကြပါတယ်ကျမခုပြောချင်တာအရာကလက်တလောကျမဒီမျက်စိရှိမှာဖြစ်ပြနေတဲ့ကျမ်းမရင်းနဲ့ပတ်သက်တဲ့အရာကိုပြောချင်တာပါเนาะဘွားလေကျမ်းမနေတဲ့အချိန်မှာမကျမ်းမခြင်းရဲ့အရာတွေကိုမေ့နေတယ် တကယ်လို့ကိုကမကြမ်းမမာ ဖြစ်ခဲ့ရင်ကိုဘာတွေလုပ်ရမလဲဆိုတော့ဘာမှပြင်ဆင်ထားရတဲ့သူဆိုတာတိတ်တော်မရှိကြဘူးပေါ့နော်အဲ့တော့တော်တော်များများမလေးရှားမှာလာလောက်ကြရတဲ့သူတွေကတရားဝင်လည်းရှိတယ်လို့တရားမဝင်လည်းရှိရဲ့လိုပဲဖြစ်ဖြစ်ပေါ့လीနော်သူများနိုင်ငံမှာကျမ်းမာရေးထိခိုက်လာပြီဆိုလို့ရှိရင်စေယုတ်စည်းကမ်းသွားများတို့ဒီစေကုသဇေယိတ်တွေဆိုတာတွေအခက်အခဲတွေအများကြီးရှိလာနိုင်ပါတယ် တော်ရုံတန်ရုံဘသူအားမလေးဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့ဒီအာမခံပေါ်တော့ health insurance ကိုဘသူမှဝယ်ထားတဲ့လူတွေလည်းမရှိကြပါဘူးအဲ့တော့ကိုကနေတိုင်းမကောင်းဘူးကျမကြီးမကောင်းဘူးဆေးကိုဆေးကသွားမယ်ဆိုရင်လက်ထဲမှာအ ਨੇ စုံငွေကင်ထားမှသာလေးဆေးကုသလို့ရပါတယ်ကိုရဲ့ယောဂအခြေအနေပေါ်မူတည်ပြီးတော့ယောဂအခြေအနေကပြင်းသွားပြီဆိုလို့ရှိရင်ပြန်ရဖို့ကအစအားလုံးကတော်တော်လေးကိုခက်ခဲပါတယ်နော်ငွေတဲ့နှစ်လလောက်ကဒီပါကစ္စတန်မျိုးတယောက် သူကမလေးရှားကိုရောက်နေရ9နှစ်10နှစ်လောက်တော့ရှိသွားပြီအဲ့တော့သူကအက်ဆီဒန့်နဲ့ဖြစ်ဖူးတယ်ဖြစ်ဖူးတဲ့ခါကျတော့သူ့ရဲ့ဒူးရိုးကိုထိသွားတယ်တကယ်တမ်းတော့သူ့ရဲ့ဒူးကစတီယိုထဲမှာသာလေနည်းနည်းပုံမဲ့ပြန်ဖြစ်မှာအဲ့တော့သူ့ရဲ့ဒီငွေကြေးအင်အားအရာရောသူမတက်နိုင်တာလည်းဖြစ်ရင်ဖြစ်မှာပေါ့လေနော်ဒီစတီယိုမထည့်ပဲနဲ့အာဒီတိုင်းပဲပေတည်ပြီးနေလိုက်တဲ့ခါမှာဆောက်တဲ့ခါမှာသူအရန်နာတာပေါ့နော်အာတစ်ဖက်နဲ့တစ်ဖက်မြင့်နေဖြစ်နေတာပေါ့အဲ့တော့သူကဘာလုပ်လဲဆိုတော့ ဒီပိန်ခီလာတွေကိုတောက်တယ်ပိန်ခီလာဆိုတော့ဒီကြိုက်ခဲပြောက်စီးတွေပေါ့နော်အဲဒီကိုသူကငဲန်းလို့သူကတောက်တယ်ပြီးတော့သူကဆလိတ်လည်းတောက်တဲ့သူကြာလာတဲ့ခါကျတော့သူအဆုတ်ကိုထိတယ်အဆုတ်မှာသူရေဝိုင်းနေပြည်တယ်နာတွေဖြစ်တယ်အဲ့တော့သူဆေးရုံကိုသွားတယ်ပထမတစ်ချိန်ဒုတိယအချိန်ဆေးရုံကိုတက်တယ်သူဆေးရုံမှာဒီလိုမျိုးပေါ့ဒီလောလောဆယ်နေသာလို့ရအောင်ပဲသူကုလို့ရတယ်ပေါ့နော်အဲ့တော့ဆေးရုံကလည်းပြောတယ်သူ့ရဲ့ကုသဆေးက ringgit 3000နဲ့4000ကျားမှရှိတယ် ဒီမှာဆက်ကူတာမယ်ဆိုရင်အဲ့လောက်ပေးရမယ်အဲ့တော့ तू ကလည်းမပေးနိုင်ဘူးမပေးနိုင်တဲ့အခါကျတော့သူ့နိုင်ငံကို तू ပြန်မယ်အဲ့တော့သူ့နိုင်ငံကိုပြန်မှုကလည်း तू ကဘာဖြစ်လဲဆိုတော့ဟာပါမင်းမရှိရဲ့လူတော့တရားမဝင်နေဆိုတဲ့အခါကျတော့ तू CI နေလျှောက်ရတော့မယ်အဲ့ချိန်မှာ तू ကဟွီးချက်ကြီးပေါ့ရောက်နေပြီပေါ့နော်ဒီလိုမျိုးကျမကြီးမကောင်းတဲ့အချိန်မှာဒီရုံးမြေကန်တာသွားတာအရန်ကိုပင်မန်းပါတယ်ခက်လက်ခက်ခဲပါတယ်နော် အာကျမ်းမာရေးမကောင်းရင်တော့ဒီ immigration ကတော့ဦးစားပေးပြီးတော့လုပ်ပေးတာပေါ့အဲ့တော့ तू ကလည်းဘာတွေ့ကြုံမှလည်းတိတ်တော့မရှိဘူးမရှိတဲ့ခါကျတော့ तू ကိုသူတို့ရဲ့ပါကစ္စတန်ဒီ agent နဲ့ပေါ့နော် immigration ကိုသွားတယ်သွားပြီးတဲ့ခါကျတော့ဒီလိုမျိုးပေါ့ तू CI နဲ့ပေါ့နော်ဒီ special pass ရအောင်ဒဏ်ကြီးတွေပါပြီးပြီးတော့ तू မင်းမြန်ပြန်လို့ရအောင် तू လုပ်တယ်ပေါ့အဲ့တော့ immigration မှာ तू လက်ဖွဲ့နှိပ်တယ်ဒဏ်ကြီးပေးရတယ် तू လုပ်လိုက်တယ်အဲ့အချိန်မှာ तू ကဘာဖြစ်လဲဆိုတော့သူ့ရဲ့ဒီ agent ကအာလင်းရင်လက်မှတ်ကိုပေါ့နော် for sure နဲ့သူကလုတ်ပေးလိုက်တာပေါ့နော်နေလက်မှတ်ကိုပုံမှန်ဆိုလို့ရှိရင် immigration ကလုံးဝလုံးဝလက်မခံပါဘူးအဲ့နေရသူကကြတော့ဘာဖြစ်လဲဆိုတော့တော်တော်အခြေအနေကဆိုးနေတဲ့ခါကြတော့ immigration ကဒီစားလုတ်ပေးလိုက်ပါတယ်ကျမကြီးမကောင်းဘူးဆိုပြီးတော့ပေါ့လေနော်အဲ့တော့နောက်ရကြတဲ့ခါကျတော့သူကဒီလက်မှတ်ကိုအစ်စ်ဝယ်မယ်ဆိုတော့တခါအေးချင်းကသူ့ကိုဘာပြောလဲဆိုတော့ဈေးရအရမ်းမြောက်ပြီးတော့အာထောင်ကျော်ရီပေါ့နော်ရင်းကြီးထောင်ကျော်ရီနဲ့အရမ်းမြောက်တဲ့ခါကျတော့ သူ့မှာလဲဒါသူ့အင်အားသူမနိုင်နေဘူးလေမနိုင်တဲ့ခါကျတော့သူလဲဟိုစဉ်းစားတာပေါ့သူ့ကိုလဲအေဂျင့်ကလဲသူကလိမ်မာသူကစိုးရိမ်နေလေနော်အေဂျင့်လာပွဲစားလာတော့ကျွန်မလဲမသိသူတို့ပြောပြတယ်အဲ့ခါကျမစီကိုရောက်လာတယ်ရောက်လာတော့ကျမနဲ့ဘယ်လိုပတ်သက်လဲဆိုတော့သူနဲ့အဆောင်တူနေရနေရတူက ညီမတွေရှိရပေါ့နော်အဲ့ညီမအဲ့ကလေးတွေကနေကျမကိုလှမ်းပြောတယ်လှမ်းပြောပြီးကနေပြီးတော့အာသူနဲ့ပေါ့နော်သုတ်ပြပါသူတို့အခက်အခဲတွေဖြစ်နေရပါဆိုတော့အဲ့နေကျမရပိုင်းတွင်းမှာပဲရစ်စတန်နိုင်ငံခရစီကိုပြင်မဲ့လေလက်မဲ့ကိုကျမအပြေးလွှားသူ့ကိုဝယ်ပေးလိုက်တယ် ဝယ်ပြလိုက်တဲ့ခါကျတော့ရက်ပိုင်းတွင်းမှာဝယ်ရတဲ့ခါကျတော့နေရင်လက်မှတ်ကကိုသိန်းနည်းနည်းတော့စွန်းတာပေါ့လေနော်ဈေးကတော့တိတ်ပြီးတော့မတက်တာဘူးပေါ့အဲဒီရှာနဲ့ဝယ်ပြတယ်ပြီးတော့ဝီချက်စားဖြစ်ဒီပိုင်းအကုန်တောင်းပြလိုက်တယ်အကုန်လုတ်ပြလိုက်တာပေါ့နော်အဲ့ဒါသူလဲနေရင်လက်မှတ်ကိုသူရတော့သူအရန်ပျော်သွား तू ကအခက်ခဲဖြစ်နေတာတဲ့အဲ့ဒီ immigration မှာ तू လက်ွေနှိပ်ပြီးတည်းကနေရင်လက်မှတ်ကိုသူဝယ်ချင်တာပေါ့နော်အာဝယ်လို့အဆင်မပြေဘူးဖြစ်နေတာအတရာဝိတရာပေါ့နော်ယုံလဲမယုံကပွဲစားရည်နဲ့လဲတွေ့ခါနောက်ဆုံးသူကျမစီရောက်လာတာပေါ့လေနော် ။ तू ကသူ့နိုင်ငံကိုပြန်မှ तू ကဖြစ်မှာ။သူ့နိုင်ငံမှာပဲ तू ကဆေးကုကျင်တာ။အဲ့တော့သူ့နိုင်ငံကို तू ရောက်တာနဲ့သူ့ရဲ့ဆေးကုသားစိတ်ကဘာပဲပြောမလေးရှားမှလည်း तू အများကြီးတက်တာလေ။သူ့မိသားစုရှိရတဲ့ကြ तू ကအလုံးအဆင်ပြေရလေနော်။ तू တော်တော်လေးကိုအားတင်းထားပါလေ။အဲ့လိုအချိန်မှာဘာဖြစ်လဲဆိုတော့သူမပြန်ခင်နှစ်ရက်အလိုမှာသူ့ရဲ့ဒီအဆုတ်ရှိရဲ့နေရာပေါ့နော်။နောက်ကျောကနေအပေါက်ပေါက်တွေနဲ့ပြည်ပြီးပန်းထွက်တာအများကြီးပဲ။နော်ကျွန်မကဗီဒီယိုလှမ်းပြတယ်။အာတုံတယ်လို့ဆိုကြည်ရဲမှမဟုတ်ဘူးတလား။ ြည်တွေကလေဘလို့ဖြစ်လဲဆိုတော့ဒီရေပုံပိုင်းကောင်းမှဖွင့်လိုက်တဲ့အတိုင်းပဲပြည်တွေကလေဟိုဒီဟိုဘလို့ပြောမလဲဒီအဝါးနှစ်ကြီးတွေကလေကျလာတာပေါ့နော်အများကြီးပဲအဲ့လိုကြီးကျလာကျမလေးအော်ကြည့်ပြီးတော့မတရားသဘောနဲ့ပဲကြီးလိုက်တယ်ဒီခန္ဓာကိုယ်ကြီးဆိုတာလေလေသိလို့ရှိရင်ဘာမှတုံ့ချလို့မရအောင်လေငါတို့ခန္ဓာကိုယ်ကြီးဆိုတာလေတိုးရည်နဲ့တိဆောက်ထားတာလေဒီကျမတို့ဒီခန္ဓာထဲမှာရှိတဲ့ organ တခုခုကအလုံးမလုံးဘူးဆိုလို့ရှိရင်တော့ဒီຢာတွေကဖြစ်လာတာပဲလေအော်ကျမအော်ကြည့်ပြီးတော့သူ့ကိုတော်တော်စိတ်မကောင်းဖြစ်သွားတယ်အပေါက်တွေနဲ့ နှစ်ရက်အလုံးမှာပြန်ရတော့မယ်သူဘာလုပ်ရမလဲသူစဉ်းစားတာပေါ့နော်ဒီမှာပဲစိတ်ယုံဆက်တက်မယ်ဆိုရင်လေစိတ်ယုံတက်ဖို့ကသူငွေအင်အားမတက်နိုင်တော့ဘူးစေခန်းသွားလဲသူကစေခန်းကြီးကလက်မခံတော့ဘာလို့ဆိုတော့ဒီအားကြီးကစိတ်ယုံမှာတက်ပြီးခုမှရမယ်အရာကြီးပေါ့လေနော်ဒီမှာရှိသူနဲ့အတူနေတဲ့မြမာတွေကကလေးတွေကလည်းဝိုင်းပြီးသူ့ကိုကူညီကြပါတယ်တက်လားအဲ့လေသူ့ကြည်ရတော်တော်တညာလုံးတော့ဒီလိုမျိုးဒီမနက်ပိုင်းလေးကကြည်ရအသားလေးကနေပေါက်ထွက်လိုက်တာ အာတနေ့လုံးတညလုံးမဖြစ်တာ तू လည်းတော်တော်လေးကိုအားရည်လည်းရုပ်ပေါ့နော်အဲ့တော့ तू ကလည်းအဲ့နဲ့နောက်ဆုံးကြတော့ तू ကျမကိုဖုန်းလှမ်းဆက်တယ်တိလာမရန်နဲ့ငါပေါ့နော်ဟိုဘလို့လို့ရင်ကောင်းမလဲပေါ့နော်အဲ့တော့သူ့ရဲ့စေးစားတွေကျမကိုပြရတယ်ကျမရဲ့ဒီမိဆွေအရင်ချစ်ရတဲ့အမဆရာဝန်အမရှိတယ်သူ့ကိုကျမလှမ်းပြီးတော့ပေါ့နော်ပြပေးရဲ့ကျမကလည်းဒီမလေးရှားနိုင်ငံမှာရှိရဲ့စေးသက်ကူမှာစာသင်နေတဲ့အမပေါ့နော် အဲဆရာဝန်အမကိုလှမ်းပြတဲ့ခါမှာသူအမကလည်းအကုန်ရှင်းပြတာပေါ့နော်ဘာတွေဘာတွေလုပ်တင်နေပါညာဆိုအရင်ကျေးဇူးတင်ရပါတယ်နော်အဲ့ဒါကျွန်မလည်းသူ့ကိုအကုန်ပြောပြပေါ့နော်ဘလိုဘလိုလုပ်ပေါ့နော်အဲ့ဒါနဲ့ तू ကအာအာ तू တဲ့အတင်းထားတယ် तू မဖြစ်ဖြစ်အောင်ပေါ့နော် तू နိုင်ရင် तू ပြန်မရမယ်တဲ့ဒီမှာ तू ဆက်ပြီးစိတ်ကူးလို့ तू မရဘူးတဲ့အဲ့လိုပြောလိုက်တော့ကျွန်မလည်းသူ့ကိုအားပေးစကားပဲပြလိုက်ပါတော့တယ်။ဘာလို့ဆိုတော့ तू ကစိတ်ကအယံပြင်းနေပြီလေနော်ပြန်မဖြစ်နေဆိုတော့ကျွန်မပြောပြစင်တာကလေသူများနိုင်ငံမှာကိုကရောက်နေတဲ့အချိန်မှာ ဒီလိုမျိုးကျမ်းမာရေးအခြေအနေရဖောက်ပြန်သွားလို့ရှိရင်စေကူတဖို့ကအရန်ခက်ခဲပါတယ်။ကိုယ့်လက်ထံမှာငွေရေးကြီးပြေဝနေတော့ကိစ္စမရှိဘူးပေါ့လေနော်။အဲ့တော့ तू သူ့နိုင်ငံကို तू ဖြစ်အောင်ပြန်မဲဆိုတော့ तू ကဆုံးမြတ်ထားတယ်။ဆုံးမြတ်ထားတဲ့ခါကျတော့ဒီသူ့ရဲ့ဒီအနာတွေရပေါ့နော်။ဒီကြောမှာရှိတဲ့ဒီအသားတွေကနေပြီးတော့အပေါက်တွေကလည်းအများကြီးဖြစ်သွားတာသိလား။အဲမှာက तू ကဘလို့ဖြစ်လဲဆိုတော့အဆုတ်ထဲမှာရေရလဲဝိုင်းနေပြည်တွေကတည်နေရက်ကနည်းနည်းကြာသွားတယ် ကြာသွားတဲ့ခါကျတော့ဒီမလှိုက်စားကုန်လို့ဖြစ်တာပေါ့နော်အသားတွေကဆွေးတလို့ကြီးဖြစ်သွားတာပေါ့ငါကလေးတွေကလည်းသူ့ကိုပေါ့ဒီဟိုအမျိုးသမီးတွေလားစင်တုံးတဲ့တပတ်ကြီးတွေပေါ့သူ့ကိုထက်ထက်ကြီးကာပေးအကုန်လုံးပြီးတော့ဆောင်ရည်နဲ့ကာပြီးတော့အာတေချာလေးပေါ့နော်လင်းစီးတို့ရအောင်သူတို့ကလှုပ်ပေးလိုက်ရှာလိုက်ပေါ့နော်အဲ့လိုနဲ့သူကလင်းနဲ့သူပြန်သွားရှာတယ်ကျွန်မဆိုလို့ရှိရင်ဒီအဲ့နေရာသူ့ကိုဆူတောင်းပေးရ သူချောချောမောမောရောက်ပါစေပေါ့ဘာလို့ဆိုတော့ဟိုဘက်ချင်းမှဆိုလို့ရှိရင်ခရာချီဘက်မှာသူ့အမေကသူ့ကို ambulance နဲ့လာခေါ်มาအကုန်လုံးကသူတို့ကလည်းစီစဉ်ပြီးသားစောင့်နေတာပေါ့လေနော်အဲ့တော့လမ်းမာကလည်းလင်းရင်ကလည်း6နိုင်ခွက်လောက်စီးရတယ်မလေးရှားနဲ့ဒီပါကစ္စတန်ကိုလीနော်အဲ့နဲ့ဟိုလေးရောက်တော့ကျမလည်းသူတည်င်းလေးကိုနားထောင်နေတာသူမြင်မြင်ရောက်ပါစေပေါ့အဲ့တော့မြမကလေးတွေကလမ်းပြောတယ်အာသူရောက်သွားပြီအမကြီးတဲ့ဟိုဆေးရုံမှာရောက်သွားပြီဆိုကျမလည်းအဲ့တော့မှရင်းချနိုင်တယ်တော်သေးတာပေါ့လင်းရင်ပေါ်မှာဘာမှမဖြစ်လို့လीအဲ့တော့ तू ကလင်းရင်ပေါ်မှာတော့ဒါကြီးက ရွှဲနေတာပေါ့နော်ကြရတဲ့လီရင်ကလည်းတည့်ရတိုင်းပဲလေအေးအေးရှာကျင်းတယ်လေနော်သူ6နိုင်ရုံလုံးကဒါဘာပဲဖြစ်သူတို့တော်တော်လေးကိုအားတိမိသူတို့ဒုက္ခခံသွားတာလီရင်ပေါ်မှာလေနော်သူစိတ်ကလည်းအယမ်းကိုပြင်းထန်တဲ့လူမို့လို့တောင်းဝန်တန်လူဆိုလို့ရှိရင်တော့မလွယ်ဘူးသူ့နိုင်ငံမှာသူစိတ်ကူးလိုက်တယ်ပေါ့နော်တော်တော်လေးကိုတော့လုံရတယ်သူ့ရဲ့ဒီအသားကြီးကဂလိုင်းကြီးဖြစ်နေတာပေါ့နော်အနာတွေကျက်အောင်ပြန်လောရတာပေါ့အခုချိန်တော့နည်းနည်းလေးတော့ပြန်ကောင်းလာပြီလို့ကျွန်မသတင်းစားတယ်အဲ့တော့ဒါလေးတွေကလေဒါနမူနာလေးတွေပေါ့နော်လူဆိုတာ ဘာဖြစ်မယ်ဆိုတာဘယ်သူမှကိုကြိုမသိရဘူးကိုယ်ခန္ဓာကိုယ်မှာရှိရယောဂါတော်မှာဘယ်ချိန်ဖောက်ပြန်မလဲဆိုတာဘယ်သူမှမသိရဘူးလीနော်သူ့လိုမျိုးပဲကျမတို့ညီမတွေထဲမှာလည်းအများကြီးပါပဲဒီလိုဇလန်းနေရလीနော်ကျမ်းမာကြီးဖောက်ပြန်လို့ဒုက္ခတွေရောက်ကြတယ်တချို့လည်းဒီမှာပဲဆုံးသွားကြတယ်တချို့ဆိုရင်လည်းမဖြစ်ဖြစ်တဲ့နေနဲ့ဒီညီမဘက်ကိုပြန်ပို့ရတာရှိရယ်ပေါ့နော်စင်ကြာမာလीကျမတို့လာပြောကြတာဟိုမှာကင်ဆာဖြစ်သွားတာရို့ပေါ့နော် HIV ဖြစ်တာရို့ပေါ့နော်အများကြီးပဲဇလန်းနေရယောဂဝေဒနာတွေကအများကြီးပဲ အဲ့ဒါကြောင့်မလို့ကိုကသူများနိုင်ငံမှာရောက်နေတဲ့အချိန်မှာကျမ်းမာရေးယူတော့ဂယူးဆိုင်ကျမ်းမာရေးအမြင်တော့ရှိနေခြင်းလိုနေစားခြင်းလိုစားဖြစ်ချင်တာဖြစ်ဆိုတဲ့ဘဝကြီးကိုမလုံလိုက်နဲ့နော်အဲ့အဲ့လိုမျိုးလုံလိုက်လို့ရှိရင်ကိုယ့်ဘဝလည်းဖြစ်တယ်လို့ယူဖြစ်သွားလိမ့်မယ်နော်အဲ့တော့ကျမ်းမာခြင်းကတကယ်ကြီးကိုလက်တဘာပါမလေးရှားနိုင်ငံမှာအလုံးလုံးတဲ့အခါမှာနော်နေထိုင်မကောင်းလို့ဆေးရုံကိုသွားမယ်ဆိုလို့ရှိရင်အနည်းဆုံး ringgit 3000လောက်တော့လက်ထဲမှာပေါ့ကင်ထားမှာအဆင်ပြေမှာပါ ိုယ့်ရဲ့ယောဂဝေဒနာပေါ်မူတည်ပြီးရောစိတ်ကုသစေကအမျိုးမျိုးတွေရှိပါတယ်เนาะအက်ဆီဒန့်ဖြစ်မလားညောကြံတဲ့ဒီအတွင်းပိုင်းမှာရှိတဲ့ယောဂဝေဒနာဘာတွေဖြစ်မလဲဆိုတာမသိရဘူးနေเนาะတခုခုဖြစ်လို့ရှိရင်ဒါစကန်နေရိုက်ရမယ်တက်မှတ်နေရိုက်ရမယ်အများကြီးပါပဲလောရမယ်အချက်တွေอ่ะ အဲ့တော့ကိုယ့်လက်ထက်မှာပတ်စံရှိမှသာလေမြင်းမြန်ဆန်ဆန်ကုသလို့ရမှာပါကိုယ့်လက်ထက်မှာအ ਨੇ ဆုံးဒီ ringgit 3000လောက်မှာပေါ့နော်ဆေးရံငွေမပေးနိုင်ဘူးဆိုလို့ရှိရင်တို့ကတော့ရိုးရိုးပုံမှန်လောက်ကလေးပဲကုပြီးတော့ရက်ထားလို့ပဲရမှာပါဘာလို့ဆိုတော့မလေးရှားမှာကတို့လူမျိုးတွေကိုပဲဦးစားပေးတာပါဘာလို့ဘာလို့ဦးစားပေးလဲဆိုတော့တို့လူမျိုးတွေကအခွန်တွေပေးထားလို့ကျန်းမာရေးနဲ့အကြောင်းပညာရေးက free ပါ ဒီလိုမျိုးပေါ့နော်နိုင်ငံသားတရားမဝင်အလုပ်သမားတွေအတွက်ကိုစေကူတာဖို့အတွက်ဇယေသူတို့မှမရှိပါဘူးเนาะအဲ့တော့သူတို့စီမှာအခွန်ပေးထားတဲ့လူတွေအတွက်ပဲစေကူတာဇယေဆိုတာရှိတာပါအဲ့ဒါကြောင့်မို့ဒါတွေက သူများနိုင်ငံမှာရောက်လို့ရှိရင်ဒီကျမ်းမာရေးနဲ့ပတ်သက်တဲ့အသိပညာတွေဘလို့ကိုကိုကိုဂယူးဆက်ရမလဲဆိုတာလူတိုင်းလူလူသိထားစီခြင်းပါတယ်ဖြစ်လာလို့ရှိရင်မလွယ်ပါဘူးတချို့လည်းဒီအရက်တွေဘီယာအတုတွေတောက်မိလို့ပေါ့နော်ပြီးလို့ရှိရင်လည်းအရက်တွေကိုအလွန်အကျွံတောက်မိလို့နောက်ဆုံးကျတော့ကိုဒုက္ခကိုရှာရတာလေနော်အရက်တွေဆက်လက်တွေတောက်တာအလွန်အကျွံနေဖြစ်တဲ့အခါမှာလေကိုကဝင်ရေးကြီးပြည့်စုံနေဆိုရင်တော့ကိစ္စမရှိဘူးမပြည့်စုံတဲ့သူဆိုလို့ရှိရင်တော့ကို့အတွက်ပတ်ဝန်းကျင်မှာအကုန်လုံးကဒုက္ခတွေရောက်တဲ့အနောက်ဆက်တွေဖြစ်တာပေါ့လေနော်နောက်တစ်ခုက အရှိုင်မီနဲ့ပတ်သက်တဲ့ဝေဒနာတွေတော်တော်များပါတယ်။ကျွန်မကြားသမိသလောက်ဒီပေါ့လေနော်ခဏခဏလာပြောကြတာ။အဲ့တော့ပြောချင်တာကတချို့တော်တော်များများကအဆောင်ကြီးမှနေကြရတယ်အခန်းကြီးမှ share နေကြရတယ်ကိုယ်နေတဲ့အခန်းထဲမှာဘသူကဒီ HIV AIDS ပေါ့နော်ရှိလို့ရှိမင်းဘာမှမသိဘူးအတူနေအတူစားပေါ့နော်အဲ့မှာတစ်ခုမို့တစ်ခုကတစ်စင့်မို့တစ်စင့်ကလည်းကူးနိုင်တယ်လို့အပျော်အပါးတွေမရင်ကလည်းကူးနိုင်တာဒါလူတိုင်းသိပြီးသားပါနော်ပျော်ပါမက်တာလည်းမက်တာပေါ့လေနော်ဘလို့ပဲဖြစ်ဖြစ်ကိုကိုကိုထင်းထင်းကောင်းဝဲဆောက်ရှောက်ပါမဆောက်ရှောက်လို့ရှိရင်တော့နောက်ဆုံးရလက်ကရလက်ဆိုးကြီးပဲဖြစ်ပါတယ်နော်ယောဂဝေဒနာကအရန်ဆိုးတာတဲ့အခါမှာကိုကမြန်မာပြည်ကိုပြန်ရတော့မယ် ပြန်ရတော့မယ်ဆိုလို့ရှိရင်တရားမဝင်နေဆိုလို့သူဆိုလို့ရှိရင်အလွယ်တကူပြန်လို့မရဘူးเนาะလာဝကမှာဒန်ကြီးတွေပေးရတာတွေဒီလက်ဖွဲ့နှိပ်ရတာတွေเนาะပြီးလို့ရှိရင်မြမတန်ယုံမှာသွားပြီးတော့စီရင်နေသွားယူရတာတွေအချိန်နေရအဲ့လိုမျိုးတွေရှိတာပါကိုယ့်ကိုဘေးမှာကဝိုင်းဝန်းကူညီဆောက်ရှောက်မဲ့လူရှိရင်တော့အိစမရှိဘူးပေါ့နော်နည်းနည်းလေးတော့ဟိုမြ мян ဆက်ဆန်လေးလုပ်လို့ရတာပေါ့မရှိဘူးဆိုလို့ရှိရင်တော့ဒီလိုမျိုးကိစ္စတွေလုပ်ရတာရလွယ်ကူမနေပါဘူးเนาะဒီမဆီမှာနေရင်လက်မှတ်လာမှာရဲ့သူတချို့ ကျမကြီးဒီအခြေအနေတော်တော်မကောင်းဘူးအာတပတ်အတွင်းမှာပြန်ရမှာလို့နှစ်ပတ်အတွင်းမှာပြန်ရမှာလို့ဆိုလို့ရှိရင်လင်းရင်လက်မှတ်ကစားဝယ်ရတာခက်ခဲပါတယ်ဘာလို့လဲဆိုတော့လီလက်မဲ့ဆိုတာလည်းတည့်ရတိုင်းပဲတလားတလားကလောက်ကျွေးရင်တော့ဈေးသက်တာတယ်ဒီတပတ်အတွင်းမှာဝယ်လို့ရှိရင်ဈေးကလည်းကြီးတယ်လို့လက်မှတ်မရတာများပါတယ်เนาะကိုကလည်းနေထိုင်မကားဘူးငញ្ញံပြန်မှလည်းဖြစ်တယ်ဆိုလို့ရှိရင်လီလက်မဲ့ဝယ်တဲ့အချိန်မှာလည်းအခက်ခဲတွေအများဖြစ်ပါတယ်ကျွန်မအရှိပိုင်းမှာပြောရတဲ့ဒီပါကစ္စတန်လူမျိုးဆိုလို့ရှိရင် ရှင်းနှစ်လုံးလုံးသူငွေတွေရှာခဲ့တယ်။เนาะသူယောဂဝေဒနာတွေသူဖောက်ပြန်လိုက်တဲ့အခါမှာသူရှာခဲ့တဲ့ငွေတွေကသူ့ကျမ်းမာရေးအတွက်ပြန်ကုသစိတ်တွေပြန်ဖြစ်သွားတယ်ပေါ့เนาะသူ့အတွက်ကအမျက်ဆိုတာဘာမှမကြံ့လိုက်ဘူးပေါ့လေเนาะဒါသူ့ရဲ့ကျမ်းမာရေးဘုသူတအင်အားနေတာတွေရောဖြစ်တယ်လို့ပေပေတေနေတာတွေရော အကုန်ပါသွားတာပေါ့เนาะအဲ့ဒါကြောင့်မို့လို့နိုင်ငံသားမှာနေထိုင်မကောင်းဘူးလို့ကျမ်းမာရေးမကောင်းလို့ရှိရင် ူတာရတာခက်ခဲတဲ့အတွက်ကြောင့်မလို့ကျမ်းမာရေးဘုသူတာလူတိုင်းမှာရှိတဲ့နဲ့ကျမ်းမာအောင်နေမယ်အိတ်မှန်မယ်အစားမှန်မယ်နော်အာဒီမဟုတ်တဲ့ဒီအပြော်အပါးတွေကိုအရန်ကရောမမမောနဲ့အရဲတောက်တာတွေစစ်လိတ်တွေအလွန်ကျွန်းတောက်တာတွေပေါ့နော်ဒါတွေကကျမ်းမာရေးကိုထိခိုက်တယ်အဲ့တော့ကိုကဒီနေ့အရက်တွေကိုနင်းကန်တောက်လို့မနဲ့ပြန်ကြလို့ရှင်စိုးကြရတာမဟုတ်ဘူးလीနော်ဘယ်အရာပဲဖြစ်ဖြစ်အလွန်အကျွံခန္ဓာကိုယ်ရဲကို အလွန်ကျွန်နေထက်လိုက်လို့ရှိရင်9နှစ်အတွင်းမှာ तू က reset ကထွက်တာအဖြေတွေပေါ်တာလေနော်အဲ့တော့ကိုယ့်အသက်က30ကျော်သွားပြီ40ကျော်သွားပြီဆိုလို့ရှိရင်ကိုနောက်အရှိပိုင်းမှာလုတ်ခဲ့တဲ့အရာတွေကဆိုးကျိုးတွေကိုပို့ပြီးတော့ခံစားရလိမ့်ပဲလीနော်အဲ့ဒါကြောင့်မလို့ ဟို30တော့40အရွယ်ကြော်အရွယ်ဆိုလို့ရှိရင်ယောဂတွေဝေဒနာတွေကစုံပြီးတော့အမှနှလုံးနေသွေးတိုးတွေစီးကြိုတွေကြောက်ကက်တွေပေါ့နော်အသေးတွေအဆုတ်တွေအကုန်လုံးကထိတာပါအဲ့တော့ဘယ်ရာဖြစ်ဖြစ်အလွန်ကျွံမလုပ်ပါနဲ့ပတ်စံတွေကိုရှာတယ်ငွေတွေကိုစုတယ်မိသားစုတွေကိုထောက်ပံ့တယ်ဟုတ်ပြီနော်တခုခုယောဂဝေဒနာဖြစ်ရင်ကိုယ်ပဲခံရတာပါအဟာရမြတ်တဲ့အစာအစာဖြစ်ဖို့လိုပါတယ်ဖြစ်တယ်လို့လေးစားမယ်ဆိုလို့ရှိရင်နောက်တစ်ချိန်ခံရရင်ကိုယ်ပဲခံရတာပါเนาะ ဒါလေးတွေကလက်တလောဖြစ်နေတဲ့ဒီကျမရေနဲ့ပတ်သက်တဲ့အခြေအနေလေးတွေပေါ့နော်။ဒါကျမပြောပြနေရတကယ်အဖြစ်အပျက်ကလေးတွေပါ။ဒီရက်အများကြီးလည်းရှိပါသေးတယ်။အရင်ရှိမှာမဟုတ်ဒီမှာပဲရက်လိုက်ပါတော့မယ်။အဲ့တော့အားလုံးပဲကျမရေဘုသူတာရှိကြပါ။ကိုကိုကိုထိန်းသိမ်းဆောက်ရှောက်ကြပါနော်။အားလုံးအဆင်ပြေကြပါသေးကျမကြပါစေ။